မရှင်ရအောင်လုံးပဲမိင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တဲ့တကွယ်ကောင်းတနီကိုပြန်လည်ပြောပြတော့မှာဖြစ်ပါတယ်ပေါ့နော်တဲ့တကွယ်ကောင်းဂျန်နီတဲ့မက်ရှင်တွေအတွက်ဖြစ်ပါတယ်တဲ့တကွယ်ဖြစ်ပါတယ်ပေါ့နော်ဒီ669 68ခွန်တပင်ကနေနင်းနင်းခွန်တပင်ကိုရင်ဆုံးကျွန်တော်အတူတူလေ့လာကြည့်မယ်ပေါ့နော်အဲဒီတဲ့တကွယ်ကောင်း site တွေကအများအားရှိတယ်ပေါ့နော်တိုးတိုးဒီဒီဟာလေးကကျွန်တော်6ပြည့်ဖြစ်နေတဲ့အတွက်ကြောင့်မို့သင်ပြသွားမယ်ပေါ့နော် တင်လျှောက်နှစ်ကြိမ်ဆက်နှစ်လျှောက်နှစ်ကြိမ်ဟာဆက်နှစ်ဖြစ်ပါတယ်။ဒီမှာခုနှစ်ကတစ်ကြိမ်၊သုံးနှစ်ကြိမ်က၆၊လျှောက်က၃ကြိမ်ဟာဆက်ရှိဖြစ်ပါတယ်။ဒါဒီခုနဲ့ထပ်ပေါင်းမယ်ပေါ့နော်။ဒါဆိုရင်နှင်းနဲ့နှင်းပေါင်းတာက၄၊၄ခုနဲ့၆ပေါင်း၁၀ပေါ့နော်။ခုနှစ်က၅၊၅ကိုဒီခုနဲ့ပေါင်းတော့ဆက်နှစ်။ဒါကြောင့်မို့နှင်းထိပ်စီးဖြစ်မယ်ပေါ့နော်။โอเคဒါကနေ့ဒီထိပ်စီဖြစ်ပါတယ် ပြီးတော့ကျွန်တော်အလေထိန်ကိုလည်းဆက်ပြီးလေ့လာကြည့်အောင်အလေထိန်ကလည်းဒီ669 689 3 6ကိုယူထားတာပေါ့နော်ဆိုတော့ဒီ3နှစ်ကြိမ်က6ဖြစ်ပါတယ်6နှစ်ကြိမ်7နှစ်ဒီ9နဲ့ဒီ3နှစ်က10ပေါ့နော်6နှစ်6ပေါင်းတာ7နှစ်ဆိုတဲ့အတွက်နှစ်ကအလေဖြစ်ပါတယ်နှစ်ထိပ်စီနှစ်အလေရပြီပေါ့နော်အပြီးတော့အပိတ်ကိုဆက်ကြည့်အောင်အပိတ်ကလည်းဒီ9နဲ့6နှစ်ပေါင်းတာက15ဖြစ်ပါတယ်ဒီ7နှစ်ကြိမ်76ကို9နှစ်ပေါင်းရင်23ပေါ့နော်3ပဲရည်မယ် ဒီ9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်938ရှင်း9ပေါင်းတော့ဆက်ခွန်ဆိုတဲ့အတွက်ခုနှစ်အပိတ်ဖြစ်ပါတယ်ဒါကျွန်တော်နိနိခွန်တဲဆိုပြီးတော့တကွဲရတယ်ပေါ့နော်ဟုတ်ကဲ့ဒီနိနိခွန်တဲမှာဆိုရင်နောက်ထပ်တစ်ပြန်မှာက966နိနိခွန်ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီတွက်နေ့က okay တယ်ပေါ့နော်နှစ်ထိပ်စီနှစ်အလဲထိုင်ခုနှစ်အပိတ်နှစ်နှစ်ခွန်တက်ဖြစ်ပါတယ် โอเคကျွန်တော်နင်းနင်း66နင်းနင်းခွန်တပင်ဟာဒီအပေါ်ကလိုမျိုးပဲပေါ့နော်ထိတ်စီယူတဲ့နေ့တိုင်းပဲပေါ့နော်ဒီမှာနှစ်ကြိမ်နေ့နှစ်ကြိမ်ကလေးဒီလျှောက်ထိတ်ကိုနှစ်ကြိမ်ဆိုတဲ့အတွက်နေ့ထိတ်ကိုနှစ်ကြိမ်ဟာလေးဒီခုနှစ်ကတစ်ကြိမ်ဒီမှာနှစ်ကြိမ်ဒီရှစ်ကိုနှစ်ကြိမ်ဒီကောကြတော့၃နဲ့ပေါ့နော်ဆိုတော့ငါး35ကိုခုနှစ်ထပ်ပေါ့မယ်လေးနဲ့၄ပေါင်း၈ရှစ်ခွန်ပေါင်း35ငါးနဲ့ပေါင်းရင်30 6နဲ့ခွန်ပေါင်း73ဆိုတဲ့အတွက်ကြောင့်မို့တုံးထိတ်စီဖြစ်ပါတယ် โอเคတုံးထိတ်စီရပြီဗောနော်အလဲထန်ကကျွန်တော်ဒီ669မှာကိုယ်ကိုယူထားတယ်ဗောနော်ဆိုတော့ဒီနေ့669မှာ6ကိုတစ်ကြိမ်ပေါင်းမယ်ဒီ၈နှစ်ကြိမ်က16 6နဲ့ဒီ9နဲ့ပေါင်းတာမယ်ဗောနော်6နဲ့6ပေါင်း7နှစ်နေ့နဲ့9ပေါင်းချင်းခွန်ခွန်ကို1ပေါင်းတော့6ဆိုတဲ့အတွက်ကြောင့်မို့8အလဲထန်ဖြစ်ပါတယ်โอเคဒါကြောင့်မို့တုံးထိတ်8လဲရပြီဗောနော်အပိတ်ကိုဆက်ကြည့်အောင်အပိတ်က669မှာ ကိုနဲ့6နဲ့ယူထားတဲ့အတွက်6နဲ့နင်းတဲ့ပေါင်းရှစ်ဒီအလေးတဲ့ကို၄၄နဲ့ခွန်ပေါင်းတာ7ကိုနဲ့ထပ်ပေါင်းမယ်ပါနော်ဆိုတော့ရှင်းတဲ့တဲ့ပေါင်းကိုကိုနဲ့ကိုပေါင်း18ဆိုတဲ့အတွက်ကြောင့်မို့ရှင်းအလေးရှင်းအပိတ်ဖြစ်ပါတယ်ပေါ့နော်3 8 8တဲ့ဖြစ်ပါတယ်3 8 8တဲ့နောက်ထပ်တစ်ပြန်မှာကသူက2 3 3 8 8ဖြစ်ပါတယ်ပေါ့နော်3 8 8လဲရှင်းအပိတ်3 8 8တဲ့ဖြစ်ပါတယ် โอเคကျွန်တော်တို့ဒီနှစ်တဲ့3 3 8တပင်ကနေနောက်ထပ်တပင်ကိုဆက်ပြီးလေ့လာကြည့်အောင်ထိပ်စီကိုဆက်ကြည့်မယ်ပေါ့နော်ထိပ်စီကကြည့်အပေါ်မှာနှစ်ကိုနှစ်ကြိမ်ပေါင်းထားတဲ့အတွက်ဒီနှစ်ကိုလည်းနှစ်ကြိမ်ပေါင်းမယ်ထိပ်စီမှာနှစ်ကြိမ်ပေါင်းမယ်ပေါ့နော်6 38နောက်ဆိုရင်4နဲ့6ပေါင်းတစ်စင်း8နှစ်ကြိမ်က16ကိုခုနဲ့ပေါင်းတော့23 3ပဲရည်မယ်ပေါ့နော်ဒါကြောင့်မို့3ထိပ်စီဖြစ်ပါတယ် တုံးထိတ်စီပါနော်နောက်ထပ်အလေထိုင်ကနှင်းရှောက်ရှောက်မှာရှောက်ကိုတစ်ကြိမ်ယူထားတယ်ပေါ့နော်ဒါကြောင့်မို့နှင်းတစ်တုံးမှာ၃တစ်ကြိမ်ယူမယ်တုံးနဲ့ရှောက်ပေါင်းကို၉နဲ့တစ်ပေါင်း၁၀ဆိုတဲ့အတွက်ကြောင့်မို့တုံးညာအလေထိုင်ဖြစ်ပါတယ်တုံးထိတ်တုံးညာအလေရပြီပေါ့နော်အပိတ်ကိုဆက်ကြည့်အောင်ဒီ6နဲ့2ပေါင်းရှင်းယူထားတဲ့အတွက်3နဲ့3ပေါင်း6 8က3ချိန်ဒီ20နဲ့4ပြီးရင်9နဲ့ထပ်ပေါင်းထားတယ်ပေါ့နော်6နဲ့4ပေါင်း10 9တလုံးဆိုတဲ့အတွက်9အပိတ်ကြာမှာဖြစ်ပါတယ် ဒါကြောင့်မို့တုံးထိတ်တုံညာအလဲကိုပိတ်တုံးတုံညာကိုတက်ဖြစ်မယ်ပေါ့နော်နောက်ထပ်တစ်ပြည်မှာကသူကနေ့9တက်တုံးတုံညာကိုဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီတုံးတုံညာကိုတက် OK တယ်ပေါ့နော် OK ဒီနေ့9တက်တုံးတုံညာကိုတပင်ကနေနောက်ထပ်3ကနေတပင်ကိုဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာဒီနှစ်ကြိမ်ဒီနှစ်ကြိမ်ပေါင်းတော့၄ထိတ်ဝနှစ်ကြိမ်ပေါင်းတယ်တုံးထိတ်ကနှစ်ကြိမ်ပေါင်းတော့6အပိတ်မှာတစ်ကြိမ် တို့နဲ့ကြိမ်ဆိုတော့ရှင်းနဲ့ကြိမ်၁၆ဒီ၆၃၄၈ဆိုတဲ့အတွက်ခွန်၃၄၅၁ဖြစ်မှာပေါ့နော်လေ6ပေါင်း30 9တပေါင်း30ဖြစ်သွားမယ်ပေါ့နော်လေ6 30ဒီ9တက30ဒီ6ရခွန်ရပေါင်းတော့73ဆိုတဲ့အတွက်3ထိပ်စီပဲဖြစ်ပါတယ်โอเคဆက်ပြီးအလဲထင်ကိုဆက်ပြီးလေ့လာကြအောင်ဒီ3မှာတစ်ချိန်ယူတဲ့အတွက်ဒီ3မှာတစ်ချိန်ယူတယ် โอเคအပေါ်နေ့တိုင်းပဲပေါ့နော်ရှင်းတဲ့ချိန်16ကို9ပေါင်းရင်23တင်းနဲ့3ပေါင်းလေး၄၄ပေါင်း5ဆိုတဲ့အတွက်5အလေထင်းဖြစ်ပါတယ်ခင်ဗျာတုံးထိပ်5အလေဖြစ်သွားမယ်ပေါ့နော်အပိတ်ကိုဆက်ကြည့်အောင်အပိတ်ကဒီ3 3ပေါင်း6လို့ယူထားတယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာ3 3ပေါင်းတော့လေးနှစ်ချိန်တစ်ချိန်သူ့အပေါင်း9နဲ့ထပ်ပေါင်းထားတာဆိုရင်9 3ပေါင်း30 3နဲ့ဒီ9ပေါင်းတာ7ဆိုတဲ့အတွက်2အပိတ်ဖြစ်ပါတယ် ဒါကြောင့်မို့တုံးထိတ်ငားလေနိပိတ်35နိတဲ့ဖြစ်ပါတယ်။နောက်ထပ်တစ်ပင်မှာကသူက99935နိဆိုတဲ့အတွက်ကြောင့်မို့ကျေတော့တုံးထိတ်ငားလေနိပိတ် okay တယ်ပေါ့နော်။ okay ဒီမှာဆိုနိနိခွန်388 339 35နေ okay ရပါပြီပေါ့နော် okay ဆက်တဲ့ချိန်မှာဆက်ပြီး okay မကြည့်ရတော့မသိတော့ဘူးပေါ့နော်ကြောခဲဆက်ကြည့်အောင်ဒီ20နေအတိုင်းပဲဒီမှာ2ချိန်2တစ်ချိန် အပိတ်မှာတစ်ချိန်ပေါ့နော်ပြီးရင်ဒီအောင်နှလုံးတိုင်မှာနှစ်ချိန်စီသူ့ကို၃ချိန်ပေါ့နော်ပြီးရင်ခုနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။အဲဆိုရင်၅နှစ်ချိန်၃၀၃နှစ်ချိန်၆ကိုဒီနှစ်နှစ်နဲ့ထပ်ပေါင်းမယ်နှစ်နှစ်ချိန်က၄။၆နဲ့၄ပေါင်း၃၀နှစ်ခွန်ပေါင်းတော့ပေါင်းရှင်း၉ဆိုတဲ့အတွက်၉ထိပ်စီဆိုပြီးရတာပေါ့နော်ဒါတင်ရှာ20အရာဖြစ်ပါတယ်။ โอเคงางากูมากูตะเฉิงบ่เนาะที่มาติกูอยู่ท่าได้ด้วยที่กูอยู่เนี่ยเนี่ยที่มาณเฉิงตัวณเฉิงตะเฉิงตัวตะเฉิงอปองติอะอเลไถบ่เนาะอเลไถก็นี่ณเฉิงเล9เนติปอง10 4ตะลงสุดได้ด้วยอเลไถ4สุบียาได้บ่เนาะตลอดจนတော့อเลไถอาเนตัวนี้มาတော့อเลอเลไถอาနေတာဖြစ်ပါတယ်ဒါတင်ရှားตัวนี้ဒါตุนี้ตุหันတော့ก้าวเนี่ยสุบีไปบ่เนาะไปไม่ไปอ่ะတော့ไปดูมาเลยไม่ตีဘူးบ่เนาะ ပြီးရင်9နဲ့ထပ်ပေါင်းတယ်ဆိုတော့ဒီ9နှစ်ကျင်း30ပေါ့နော်9 3ပေါင်း7နှစ်9နှစ်ကျင်း30 7နှစ်9နဲ့ပေါင်းတော့2နဲ့နဲ့ပေါင်းလေ4 9ပေါင်းတော့73ဖြစ်ပါတယ်โอเคဒါကြောင့်မို့ကျွန်တော်3ထိစီ9အလဲထိုင်3အပိတ်9 4 3တဲ့ဆိုပြီးရမှာဖြစ်ပါတယ်ခင်ဗျာဒါကန်ဆန်းတဲ့အနေနဲ့ပဲ3ပေါ့နော်ဒါအပင်ရင်တော့လည်းမဟုတ်ဘူးပေါ့နော် ဒါတင်ချာတွင်နေရကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပြန်ပြီးတော့ပြန်လည်များပြီးရှင်းတာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဒါဒီ6ပြိပ်ဗောနော်ဒီနေ့နေ့ခွန်နေစားတယ်ပေါ့နော်နေ့နေ့ခွန်388 339 35နိဒီတစ်ပတ်မှာတော့ဆက်တဲ့ချိန်မှာ643 643ဒီ6ပရိဖြစ်ပါတယ်6ခွန်ပရိလည်းရှိတဲ့အတွက်ကြောင့်မို့ပေါ့နော်โอเคဒါလေးကတော့မိမိတို့ကြိုက်တယ်ဆိုမှယူပေါ့နော်โอเคကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲဆက်တဲ့ချိန်မှာကံကောင်းကြပါစေ